င်းနာသူသားမီးနှစ်ယောက်အပေါ်မှာကျူးလွန်ခဲ့တဲ့တွဲတာသူစတိုးဆိုင်ပိုင်ရှင်မဝဝါလိုင်းနဲ့ပါဝင်သူဝန်ထမ်းများအလုံးကိုဒီကနေ့သူမရဲ့ဆိုင်ထဲမှာပဲဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရမင်္ဂလာပါပရိသတ်ကြီးရှင်ပြီးခဲ့တဲ့အောက်တိုဘာလ20ရက်နေ့ညနေပိုင်းက TikTok လူမှုကွန်ရက်စာမျက်နှာပေါ်မှာစတင်ပြန့်နှံ့လာခဲ့တဲ့ဗီဒီယိုဖိုင်မှာကလေးချီထားတဲ့အမျိုးသမီးတအူးကိုဆိုင်ပိုင်ရှင်ဖြစ်သူဟုယူဆရတဲ့အမျိုးသမီးကဆိုင်အတွင်းမှာပဲတခိုးဟုပြောဆိုကရိုက်နှက်ခြင်းကလေးဖြစ်သူအားတွန်းထုတ်ခြင်း နေပူထဲရှိဓာတ်တိုင်မှာကလေးနဲ့ကလေးချီထားသူအမျိုးသမီးနှစ်ဦးစလုံးကိုကျိုးချီထားခြင်းစသည်တို့ကိုပြုလုပ်နေတဲ့မြင်ကွင်းများပါဝင်ခဲ့ပါတယ်။အဆိုပါဖြစ်စဉ်မှာလှိုင်းတရားမျိုးနယ်ဗိုလ်ချုပ်လမ်းမအပေါ်ရှိ တွေ့တာသူအထင်နဲ့စတိုးဆိုင်မှာဖြစ်ပွားခဲ့တာဖြစ်ပြီးမြည်သည့်နေ့ရက်က ဖြစ်ပွားခဲ့တယ်ဆိုတာကိုတော့အတိမပြုနိုင်သေးဘူးလို့သိရပါတယ်။အဆိုပါဗီဒီယိုဖိုင်လူမှုကွန်ရက်ပေါ်မှာပြန့်နှံ့လာပြီးတဲ့နောက်ပစ္စည်းခိုးယူသူဟုဆွဆွဲကအမျိုးသမီးတအူးနဲ့အတူပါလာတဲ့ကလေးငယ်အား ရိုင်းနှက်နေတဲ့ဆိုင်ပိုင်ရှင်ကိုလူမှုကွန်ရက်သုံးဆွဲသူတွေကဝေဖန်ခဲ့ကြတာလည်းဖြစ်ပါတယ်။တကယ်လို့ပစ္စည်းခိုးတဲ့ဆိုရင်တော့ခိုးတဲ့အမျိုးသမီးကိုရိုက်တာဘာမှမပြောလိုဘူး။ဒါပေမဲ့ကလေးကိုပါလှုပ်တာကတော့လွန်နေဟုဆိုကလူမှုကွန်ရက်သုံးဆွဲသူတဦးကမှတ်ချက်ရေးသားထားပါတယ်။အခုလိုလူမှုကွန်ရက်ပေါ်မှာပြင်းပြင်းထန်ထန်ဝေဖန်မှုများရှိလာပြီးတဲ့နောက်အမျိုးသမီးနဲ့ကလေးငယ်အားရိုင်းနှက်မှုကျွလွန်နေစတိုးဆိုင်ပိုင်ရှင်နဲ့ပအဝင်ပတ်သက်တဲ့ဝန်ထမ်းတွေအားလုံးကို အောက်တိုဘာလ21ရက်နေ့နနက်ပိုင်းမှာလှိုင်းသာယာမြို့မှာရဲစခန်းကလာရောက်ခေါ်ဆောင်သွားတယ်လို့သိရပါတယ်။ရိုင်းနှက်ခံရသူအမျိုးသမီးဟာလှိုင်းသာယာမြို့နယ်မှာနေထိုင်တဲ့ကလေးနှစ်ယောက်မိခင်ဖြစ်ပြီးမိသားစုစားဝတ်နေရေးအတွက်တောင်းရန်စားတောက်နေသူဖြစ်တယ်လို့လည်းဒေသခံတွေကပြောထားပါတယ်။အရိုက်ခံရတဲ့သူဗီဒီယိုဖိုင်ထဲမှာပြောထားတဲ့ကလေးတစ်ယောက်ကနေမကောင်းလို့စေထိုးနေရတယ်ဆိုတာကလည်းမှန်ပါတယ်။အဲ့ဒီကလေးကပိုလီယိုဖြစ်နေတာအမျိုးသားလည်းမရှိတော့ဘူး။ သူနေတဲ့နေရာကိုလည်းသိတယ်လို့လှိုင်းသားရဒေသခံတကူးကပြောပါတယ်။၎င်းအမျိုးသမီးဟာ ကလေးချီလျက်ဆိုင်အတွင်းရှိပစ္စည်းများအောင်ဝင်ရောက်ခိုးယူလေးရှိသည်ကို CCTV မှတ်တမ်းများမှတဆင့်ဆိုင်ရှင်ဘက်ကသိရှိထားပြီးထပ်မံလာရောက်ခိုးယူချိန်မှာဖမ်းဆီးကဗီဒီယိုဖိုင်ထဲမှာပါဝင်တဲ့အတိုင်းရိုက်နှက်ခဲ့တာဖြစ်တယ်လို့လည်းဖြစ်စဉ်မှာလိုက်ပါကူညီဆောင်ရွက်နေသူကပြောပြထားပါတယ်။ဝင်ခိုးတာကတော့ဟုတ်ပါတယ်။ကြီးကြီးမားမားတော့ခိုးတာမဟုတ်ဘူး။အဝတ်တို့လွဲအိတ်တို့ခိုးတာပေါ့။ တစ်ခါနှစ်ခါသုံးခါဆိုတော့လေဆိုင်ရှင်ကလည်းစိတ်တူတာပေါ့တဦးကလည်းသူပြစ်စီအခိုးခံရတော့စိတ်တူသွားတယ်ဆိုပေမဲ့သူကစိတ်ရင်းကောင်းနေဆိုတာကျမသိတယ်။ဒါပေမဲ့ဗီဒီယိုထဲမှာဆိုရင်ကလေးကိုဝန်ထမ်းကိုယူခိုင်းထားသေးတယ်လေ။ဒါပေမဲ့ဟိုအမျိုးသမီးကကလေးကိုမပေးဘူး။အဲ့ဒီတော့ကြိုးတုတ်တဲ့အချိန်မှာကလေးပါပါသွားတော့စိုင်းရှင်မကောင်းမှုဖြစ်သွားတာပေါ့ဟုဆိုကပြောကြားထားတာလည်းဖြစ်ပါတယ်။နောက်ထပ်လိုင်းတရာဒေသခံတဦးကလည်း လှိုင်းသားရအထားကလှိုင်းသားရသားတွေလှိုင်းသားရမှာဆိုင်ဖွင့်တဲ့သူတွေပဲသိပါတယ်တကယ်လှိုင်းသားရသားစစ်စစ်တွေကဒီကိစ္စကိုဝင်မပြောကြပါဘူးလို့ပြောဆိုထားတာလည်းဖြစ်ပါတယ်လက်ရှိမှာတော့ပစ္စည်းခိုးမှုကျူးလွန်သူနဲ့ရိုက်နှက်သူအားဘလို့အေးအေးယူဆောင်ရွက်မယ်ဆိုတာကိုတော့ပြည်သူများကစိတ်ဝင်တစားစောင့်ကြည့်နေကြတာလည်းဖြစ်ပါတယ်